အားလုံးပဲမင်္ဂလာပါ Steven Channel မှာကျန်တဲ့ကြိုးဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်ဗီဒီယိုလေးကတော့အဲဒီကျွန်တော်ရဲ့ YouTube မှာ TikTok မှာကျွန်တော် topic တစ်ခုလေးနဲ့ပြောနေကြဖြစ်တယ် Bangkok lifestyle ဆိုတဲ့အောက်မှာရှိရဲ့အဲ့တော့ topic လေးတစ်ခုပေါ့နော်ဒါကပါလဲဆိုလို့ရှိရင်အာကျွန်တော်တို့အခုအာ Bangkok ကိုစတော့ရတယ်ဆိုလို့ရှိရင်အဲ့ဒီမှာအာ ဒီကလီဘီကတော့ဟိုမရောက်ခုတဲ့လူတွေတဲ့ပေါ့နော်ဒါမှမဟုတ်ဟိုအရင်ခဏခဏအချိန်ပတ်မဲ့ဆိုတော့သွားနေပြီးအကြောင်းသိတဲ့လူတွေတက်ကတော့မရည်ညွှန်းပါဘူးဘယ်နေရာမှာပါရှိနေသိနေတယ်ပေါ့နော်မရည်ညွှန်းပါဘူးအခုမှစတော်မဲ့လူတွေအာအခုတစ်ခေါက်တော့တစ်ခေါက်တော့ပဲရောက်ပြီးတော့တိတ်ပြီးတော့မမတ်မိဘူးတိတ်ပြီးတော့မတော်တဲ့လူတွေအတွက်ဒီ Bangkok အဲ Apple နဲ့ဆိုင်တဲ့ application တွေတခုကိုပြောပြပေးပါပါတယ် ကောင်းလဲဆိုလို့ရှိရင်ဒီ application တွေဟာ application နဲ့မြင်တာ server deep ဆိုပြီးကျွန်တော်ဒီ bank ရဲ့ဒီ thine လို့လုပ်ဆက်တဲ့တက်ထရီပါတော့ server server deep AOD ဆိုတဲ့ application တွေဒီကပါတဲ့အကြောင်းလေးကိုပြောပြထားလဲဆိုရင် bank မှာရှိတဲ့ airport တွေရဲ့ information တွေပေါ့ဗျာကျွန်တော်တို့ airport တစ်ခုလုံးကို ဟိုအကုန်လုံးခြုံငုံပြီး app တွေမှာဘာတွေရှိတယ်ဘယ်ဘယ်နားမှာဘယ်ဘယ်ဘယ် site ရှိတယ် immigration ကဘယ်နားမှာရှိတယ်ကိုဘယ်ကိုလိုချင်တာဟာကိုသိချင်တဲ့ information တွေအားလုံးကိုဒီ app ထဲမှာအကုန် share လုပ်ရတယ်ဒီ app မှာပါဘယ်နေစိတ်တွေကိုရလဲဆိုလို့ရှိရင်ကျွန်တော်တို့အာစုဝနာကုမ္ပဏီဒိုမောအာပြီးတော့ရှင် Chennai Chennai Phuket အဲ့တော့ဟိုဟိုနာမည်ပဲဗျာအာ၅ခုတော့ရတယ်ဗျာအာ เนาะ5ခု5ခု6ခုတော့အဲ5ခုတော့အဲ့လောက်ရှိတယ်အဲ့ basic တွေရဲ့သူကပတ်သက်တဲ့ဒီ information တွေကိုအကုန်လုံးကြည့်လို့ရတယ်ပေါ့เนาะအဲဒီ application မှာရတဲ့ဒီပုံစံပါဝါတွေကတော့ဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်တို့အာကိုယ့်ရဲ့ flight ကိုလည်း check လို့ရတယ်ကို flight ကအဟိုပါဗျာကျွန်တော်ကလေဆိပ်ကိုစောစောရောက်နေမှာကို flight ကဒီလေဆိပ်ရဲ့ပုံမှာမပေါ်သေးဘူးဒါပေမဲ့ကို flight ကပဲချိန်မှာကိုကဘယ်ဘယ်ဘုတ်တင် bus မှာစီးရမလဲဆိုကိုရဲ့ flight ကိုလည်း check in လုပ်လို့ရတယ်ဟာလေးပါတယ်ပြီးတော့ရှင်လေဆိပ်မှာရှိရပြကျွန်တော်ဒီ display board ကိုကျွန်တော်ဆိုလေဆိပ်ရောက်ပြီဆိုရှင် check in ဝင်ပါတယ်ငါနေရဘယ်ဘယ် gate မှာထွက်ပါလဲဘယ် gate မှာစီးရမှာလဲဆိုတော့ကြည့်ချင်တဲ့ display board ရှင် okay အဲ့ display board ကြီးကိုလည်းဒီ application မှာကြည့်လို့ရပါ ကျွန်တော်အလေးစိတ်ကလည်းပါဟာ display ပုံစံတကူတကသွားပြီး land shop ကိုသွားကြည့်စီရမှာလို့တော့ကျွန်တော်ဒီ app မှာသွားကြည့်ရတယ် i display ပုံကိုလည်းဒါဒီ flight ပေါ့နော် flight check in လုပ်တဲ့ပုံကိုလည်းဒီထဲမှာကြည့်လို့ရတယ် အဲ့တော့ပါလေပါလေဆိုရှင်ကျွန်တော်နေစရောင်းနဲ့ car rental လုပ်ပါလား car rental လေးတူတူ agency ရဲ့ပတ်သက်တဲ့ information လေးအာပြီးတော့ရှင်ကျွန်တော်တို့ single နဲ့ပတ်သက်တဲ့ဟာလေးပြီးရင်လေးစိတ်မှာကျွန်တော်တို့ကဘယ်နားမှာသွားပြီးဘယ်ဘယ် size ဘယ် size တော့ size အောင်စကြနေလဲအခုရေမွေးတွေဝယ်ကြနေလားပြီးတော့ရှင်ကျွန်တော်တို့ kim kim power မှာအခုဝယ်ကြနေလားတခြားဘောဗျ information ကို size တော့ size လို့ပါတယ်စတော့ size နဲ့ဘာမှသွားစားကြနေစားကြနေဟာပေါ့ဗျ metro နဲ့မှာစားမှာပါ စတဲ့ဘောအကုန်လုံးအဲ့အဲ့ပဲဆက်အဲ့ဆိုင်ကဘယ်တော့မှရှိတဲ့ဘာညာပေါ့နော်အဲ့ဒါလေးရှိတယ်ပြီးတော့လေးစိတ်ကိုလေးစိတ်မှာရှိတဲ့ map ကိုလည်းပါတယ်ဘန်ကောက်လေးစိတ်ကလည်းဘန်ကောက်ဝင်ရာ၅တက်ရှိရတော့ B1 ဆိုတော့ B1 ပြီးသွားရင် first flow second flow third flow fourth flow ဆိုပြီးတော့ flow flow လေးကိုရအောင်ပါ B1 နဲ့ပါလို့တို့တယ်ဘာငါတော့အရှင်းပေါ့နော်အဲ့မှာဘယ်လောက်ဘာရှိရဆိုရင်အဲဘန်လေးစိတ်ရဲ့ map လည်းပါတယ်အဲ့မှာကျွန်တော်တို့ရှာကြည့်လို့ရတယ်ပြီးရင်ကာဒီနောက်ခါကိုကအာဒီဘာချာမောက်ကနေ driver อ่า sorry device ชาบ่เนาะ arrival ဖြစ်ဖြစ် device ชาဖြစ်ပေါ့အာ device ชาကိုကလာလာကြိုလာလာပို့လာဆိုရင်ကိုက car car park မှာဆိုလို့ရှင်လေ car park မှာဘယ် car slot ဒီမှာ car တွေလွတ်နေရဲဆိုရဟာလွတ်နေရဲကြီးလို့ရတယ်အပိုစနေပါတယ်ပြီးလို့ရှင်ကျွန်တော်တို့ VAT refund တော့ GST refund ကိုပြော VAT refund ပြောတော့ကျွန်တော်တို့ဟိုတော်တိုးတွေတိုးတွေပါညာရဲဆိုလို့ရှင်တော့ဟို permanent ဒီ visa ရပြီးနေပဲ long stay နေလို့ရတော့ဟောဖြစ်ပေါ့เนาะကျွန်တော်တိုးတွေဆိုလို့ရှင်ခဏ လယ်လိုင်းနဲ့ကျွန်တော်တို့ဘန်ကောက်မှာပစ္စည်းတောင်းကြီးပစ္စည်းခုဝယ်ရဆိုလို့ရှိရင်အမဒီပစ္စည်းရဲ့ပစ္စည်းရဲ့တောင်းပုံးမှာအခွန်ကပါပြီးသားအမကျွန်တော်တို့ကပြန်လက်ခါကြလို့ရှိရင်အခွန်ကပတ်စံကျွန်တော်တို့ကပြန်ထုတ်လို့ရဒီ VAT refund အားတွေဟာမျိုးတွေရမယ်ပြီးရင်ကျွန်တော် ATM စနစ်ဘယ်နာမှာရှိတဲ့ဘာညာအားတွေအားလုံးနဲ့ဒီရဲ့ application မှာတွားပြီးကြည့်လို့ရတယ် map မှာတွားကြည့်လို့ရတယ် ပေါ့နော်အဲ့တော့ဒီ application ကတော်တော်လေးမိုက်ပြီးတော်တော်လေးသုံးဝင်နေဟိုကိုကအခုမှအာ start comment လို့ဖြစ်ဖြစ်ဒါမှမဟုတ်တစ်ခါတော့သွားပြီးကို comment မှတ်ပြီးလို့ဖြစ်ဖြစ်အာဒီ application install လုပ်ထားလို့ရှိရင်ကျွန်တော်တို့အတွက်အားကြီးအသုံးဝင်နေအားနောက်ခုကြံသေးတယ် wifi ၄င်းမှာရှိတဲ့ wifi ကိုကျွန်တော်တို့ဘယ်လိုသုံးမလဲပေါ့နော်ဘယ်လိုချိတ်ဆက်မလဲဆိုတာအရာလေသူက၄င်းမှာကျွန်တော်တို့ကဘန်သူက free wifi ပေးထားပါတယ်တခါချလို့ရှိရင်တနားသုံးလို့ရတယ်တနားကျော်ကတော့ပြတ်ပြုတ်ကြတယ်ကျွန်တော်တခါ register ပြန်လုပ်ပြီးတော့တခါသုံးလို့ရတယ်အဲ့အပေါ်တော့အဲ့မှာဘယ်လို network ကိုချိန်ဘယ်လိုသုံးရမလဲဆိုတော့ wifi ပြန်ဘယ်လိုချိန်ဆက်ရမလဲဆိုရင်ဟာတယ်ဒီ app ထဲမှာပါတယ်ဒီလက်နဲ့ကိုပါတော့တကယ်ကိုမိုက်တယ်ကျွန်တော်တို့ဒီဆက်ဆက်တော်မဲ့လူတွေအတွက်နောက်ဆင်းတိတ်မမှတ်ပြီးပြီးခေါက်တော်ပြီးတိတ်မမှတ်ပြီးပြန်သွားတဲ့လူတွေအတွက်ကတော့ဒီ application တွေတော့သုံးဝင်တယ် okay အဲဆိုရင်ကျွန်တော်လည်းဒီလို application တွေကို like ကြည့်တယ်ကြာရအောင်နော်ဒီ application နာမည်က sowa deep by aod ဖြစ်ပါတယ်ဟုတ်တယ်ဒီ application နာမည်ရအောင်တော့ sower these by aod ကျွန်တော်အနီးကပ်တရားပြပေးပါတယ်ကျွန်တော်ရှေ့ကဗီဒီယိုတွေမှာဆိုလို့ရှင် application ကပါတယ်တရားလည်းမပြဘူးပါညာပြောနေကြတော့ကျွန်တော်တရားပြပေးပါတယ် application နဲ့မြန်ဒီ logo လေးနဲ့ဒီစာလေးနဲ့ပါเนาะအဲဆိုရင်ဒီမှာကျွန်တော်တို့ Google Store မှာ download ဆွဲလိုက်မယ်ဆွဲလိုက်ပြီးပါဆိုရင်ကျွန်တော် open လုပ်လိုက်ပါဘောနော်ကျွန်တော် download ဆွဲပြီးသားမှာပေါ့ကွာမလို့ဆိုတော့ install လုပ်ပါတော့ကျွန်တော် download ဆွဲပြီးသားကျွန်တော် open download လုပ်လိုက်တော့ပါအဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအရုံးရောက်သွားပါတယ်เนาะရောက်သွားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ home page ပေါ့เนาะဒီကြော်ညာရကြော်ညာဆိုခဏပေးလိုက် ကျွန်တော်တို့ဒီမှာအများကြီးရှိပါတယ်။ဘာတွေလုပ်လို့ရလဲဆိုရင် Wi-Fi နဲ့ပတ်သက်တဲ့ information တွေကျွန်တော်ကြည့်လို့ရတယ် Wi-Fi ဒီစိတ်မှာ Wi-Fi ကိုဘယ်လိုချိတ်ဆက်မလဲဆိုရင်ကျွန်တော် Wi-Fi information တွေတော့ရှိရင်သူ Wi-Fi နဲ့ပတ်သက်တဲ့ဟာလေးကိုပြပေးပါတယ် Wi-Fi ကိုဘယ်လိုချိတ်ရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီမှာပုံလေးနဲ့ပြပေးတယ်လေးစိတ်က Wi-Fi ကိုသုံးရမှာပေါ့နော်သုံးမှာသုံးပုံသုံးလေးတွေဘယ်လိုချိတ်ရမလဲဆိုတော့သူပြပေးတယ်။ဟိုကတော့ Wi-Fi တစ်ခါချိတ်လို့ရှိရင်တနာရီရပါတယ်နော်ဒါလေသူစူးနာပုံလေးအပုံမှာပေါ့နော် ယူအောင်ရှင်ပင်လေးစီးရဲ့ map ကိုမပင်ကိုရှိတယ်အင်တိုမက်ကိုလေးတော့ရှင်လေးစီးရဲ့ map ကိုကြာလာတယ်လေးစီးကဘယ်နာမှာပါဆိုင်ရှိတယ်ပါညာပေါ့နော် map ဆိုင်ခလာဆောင်ပါ okay ဒီမှာလေးစီးရဲ့ map ကိုကြာလာတယ်ကျွန်တော်စုမလပ်ပုံရဲ့လေးစီး map ဒါ full flow အပေါ်ဆုံးတက်ပေါ့နော်စုမလပ်ပုံဒီမှာလောငါလောငါလောရှိပါတယ် b1 b1 a 1 2 3 4လေးခုရှိပါတယ်အမှကိုချက်တဲ့လောကိုတွားကြည့်လို့ရတယ်ကိုကဘယ်ဆိုင်ကိုရှာကျင်တာရှာကျင်တာဆောက်ရ main terminal နဲ့ terminal area ဘယ် terminal ရှာပါလဲပါညာပေါ့နော် เนาะအမှအကုန်လုံးကြည့်လို့ရပါတယ်โอเคလေးစိတ်ဆုံးနေဒီမှာလေးစိတ်မှာ airport တွေကကြည့်လို့ရတယ် airport တွေမှာဆိုရင်ဒီမှာစုနာဘုံမရှိရဲ့ဒုံမောင်းချင်းရိုင်းချင်းမိုင်းဖူချင်းမိုင်းဖူကက်ဟာရိုင်းအကုန်လုံးရှိပါတယ်เนาะအဲ့ဒါကကိုဒီမှာ map မှာရှာကြည့်လို့ရတယ်ကာပတ်ကာပတ်ဆိုတာအဲ့လိုပဲကာပတ်ကိုသွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကာပတ်ကဘယ်လိုမျိုးရှိလဲကာပတ်ရဲ့ map ကိုပါတယ် အစင်းလာရှိရပေမှာပေမှာ slot တွေစုံတူးမှာ slot တွေပြီးမဲ့ဖြစ်လာတယ်စုံဖူးမှာတော့ရှိသမျှဟာလေအကုန်လုံးဖူးဖြစ်နေပြီကာ slot အကုန်ပြည့်ဖြစ်နေတယ်စုံဖူးပဲဒါလက်ရှိ app to date တော့ဒါအကုန်လုံးကြည့်လို့ရပါတယ်ပြီးရကိုသူမသူမသူရဲ့ကားရဲ့ဈေးနှုန်းတွေပါပါတယ်တနားရီဘယ်လောက်ပေးရမလဲ25ပတ်အဲ့လောက်တော့တနားရီဘယ်လောက်ဘယ်လောက်အဲ့လားဈေးလေးတွေရှိပါတယ်နော် okay ကပါကင်ဈေးနှုန်းတွေရှိတယ်ပြီးတော့ရှင်ဒါဘီဘီယာတီဒါကိုကပစ္စည်းဝယ်ကြလို့ရှိရင်ပြန်ပြီးထုတ်လို့ရတာပေါ့နော်အဲ့ဒါကိုပြပေးတာပါဒီဒီ reference ီဗီရပန်ပတ်သက်ပြထုတ်လို့ရတာပေါ့နော်ပစ္စည်းဝယ်တဲ့ပညာဆိုရင်အဲ့ဒါကိုပြောင်းပြီးတော့ပါโอเคနောက်တစ်ခုကြာလို့ရှိရင်ဒီမှာအများကြီးပြဒီမှာ long long service day loss and form ဒီမှာဒီမှာ money တော့ရှိနေအများကြီးရှိပါတယ်ကျွန်တော်တို့ဒီမှာဝင်ကြည့်ကြည့်ပေါ့နော်ဒီဒီ luggage ဟိုလုပ်တဲ့ဟာတွေကုန်လုံးပေါ့ဗျာပြီးရင်ကျွန်တော်တို့ ADN set တွေမှာနှမရှိတယ်ဒီပြီးရင်ဒီ government office တွေပဲ dining ဆိုလို့ကျွန်တော်စားတော့ဆိုင်နေစားတော့ဆိုင်နေဝင်ကြည့်လို့ရှိရင်ကျွန်တော်ဘေးစားတော့ဆိုင်ရှာခြင်းနဲ့ရှာခြင်းနဲ့စားတော့ဆိုင်နေကျွန်တော်ရှာရဆူရှိညမှာတော့ဗောနော်ဆိုင်နေအကုန်လုံးရှိတယ် ဘယ်ဆိုင်ကိုရှာကျင်တာလဲမှာ star back ရှာကျင်တာလားအကုန်ရှိတယ်စတော့စတယ်နော်အဲ့လိုမျိုးရှိတယ်ဒါဆိုရင်တော်တော်မိုက်တယ်ဗောနော် shop တွေဆိုတော့အတုပဲကျွန်တော်တို့ပါဆိုင်ရှာကျင်တာလဲရှာကျင်တဲ့ဆိုင်တွေအကုန်ရှိတယ်ဟာ tony brush ပါအကုန်ဘောပါဘာရေမွေးပါညာဆိုင်တွေရှာမလားကိုပါပစ္စည်းပေါ်ကျွန်တော်ဝင်တဲ့ဆိုင်တွေကို duty free ဆိုင်တွေရှာကျင်တာအကုန်ကြည့်လို့ရပါတယ်နော်အဲ့တော့ဒီ application ကမိုက်တယ်နေစိတ်မှတ်မှတ်တယ်နေစိတ်ကိုဒီမှာဒီမှာဒီမှာလည်းပြောင်းလို့ရတယ်ဗောနော်အဲဆိုရင်ဒီမှာအကုန်လုံးကကိုယ့်ရဲ့ flight ကိုပဲချက်မယ်ဆိုရင် flight ကိုယ့်ရဲ့ flight number ကိုရိုက်ထည့်ပြီးတော့ဒီမှာ checking လုပ်လို့လည်းရတယ်ပေါ့နော်။အဲဆိုရင် mail ဆိုလို့တဲ့ duplication ကတော်တော်သုံးဝင်ပြလို့ထင်ပါတယ်။နော်။ဒါဆိုရင်ကိုကစသွားမယ်ဆိုရင် duplication တွေကိုထည့်ထားပြီးတော့စုနာပူနေဒီကိုသွားရောက်တဲ့ bank account ၄စိတ်ဒီမှာ pay လေးစိတ်မှာပါလိရှိတဲ့ဆိုတာကိုကိုဒါလေးသုံးပြီးလို့ရှိရင်မျက်စိမလဲတော့ဘူးပေါ့ဗျာ။ immigration office ကဘယ်တော့မှရှိဘယ်နာလေးထွက်ရမလဲ။ဘယ်နာမှ luggage ရှိရမလဲအကုန်ပါတယ်နော်။အဲဒါတွေကိုကြည့်ကြည့်ပါ။ okay ကိုဆိုလို့ရှိရင်ကျွန်တော်ပြောပြပေးတယ်ဒီ application တွေကိုသဘောကျကျန်တဲ့ပဲထင်ပါတယ်ဒါလေးရတယ်ဟိုမတိသေး ခုမှဆက်သွားမှုတဲ့လူတွေအတွက်အခြေခံဟာလေးပဲကျွန်တော်ပြောပြပေးတာဖြစ်ပါချိန်ခံများစွာသွားပြီးတော့ရမ်းဖို့ကျွမ်းကျင်နေတဲ့လူတွေအတွက်ကတော့မပါပါဘူးဒါလည်းသူတို့ကသူတို့ခဏခဏချင်းပေါ့ချေပဲတော့ပါရှိသူတို့ကုန်သိနေပါပြီဒါကျွန်တော်ကတော့ကိုမသိသေးတဲ့လူတွေပဲပြောပြပေးတဲ့ဟာလေးဖြစ်ပါတယ်အော်ကျွန်တော်ဒီနေ့ပြောပြပေးတဲ့စီစဉ်လေးကိုသဘောချက်ချက်လေးနဲ့ဆုံးရှင်တယ်ကျွန်တော်ရဲ့ Steven technical TikTok channel နဲ့ Steven YouTube channel လေးပါလဲဗီဒီယိုကအတူတူပါလဲတခုတော့ဖွဲ့တင်ထားတာပေါ့နော်အမှဘယ်မှာဖြစ်ဖြစ်သွားကြည့်လို့ရပါတယ်အာကျွန်တော် ကျွန်တော်ရဲ့ဒီဗီဒီယိုလေးအောက်ပါတယ်ကျွန်တော်ကိုတင်စီစီရဲ့ကြောင်းလာတယ်ပြောချင်တဲ့ဟာတွေမိမဲ့ချင်တဲ့ဟာတွေအားလုံးရှိရင်ဒီဗီဒီယိုလေးအောက်က comment box မှာရေးခဲ့မေးခဲ့လို့ရပါတယ်ကျွန်တော်အဆင်ပြေတယ်လို့အလင်းသက်လို့ပြန်ပြီးတော့အကြောင်းပြန်သွားပေးပါမယ်နောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံးဖြည့်ပါအောင်မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုချစ်တဲ့တဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Steven Technical နဲ့ Steven YouTube channel လေးကိုလည်း like and subscribe follow လေးလုပ်ပြီးတော့ဆက်ချင်ပါတယ်အာတချို့အကြောင်းအရာလေးပါတယ် base zero နဲ့ ကျိုင်းတက်ခဲ့တဲ့မိတ်ဆွေတို့သဘောကျတဲ့ခဲ့တဲ့မိတ်ဆွေတို့တစ်ချိန်ကြာရင်အသုံးဝင်မယ်ထင်တဲ့ဟာဆိုရှင်လို့ရှင်လေအောက်က safe pattern လေးကိုပိတ်ထားပြီးတော့မိတ်ဆွေတို့အချိန်မီ၍ပြန်ပြီးကြည့်လို့ရပါတယ်ဥပမာဒီဒီကျောင်းလာလေးကသဘောကျတယ်အမကိုက back out သွားခဲ့တဲ့ခါကျရင်အသုံးဝင်ခဲ့မယ်ထင်လို့ရှင် safe လုပ်ထားလို့ရတယ်အတော့ manager ကိုရှင်ကျွန်တော် safe မှတ်ထားတဲ့ video လေးကိုပြန်ကြည့်ပြီးတော့မိတ်ဆွေတို့ဒီ application တော့ download လုပ်ပြီးတော့ဒီပြန်ရအောင်ပေါ့နော် remind ပြန်လုပ်ပြီးပြန်ကြည့်လို့ရတာမျိုးလေးအမျိုးလေးလုတ်ခဲ့ပြီးလို့ရပါတယ်နောက်ထပ် video လေးမှာလည်းပြန်လည်းဆုံးပြေပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်